ားလုံးပဲမင်္ဂလာပါကျွန်တော်တို့ကောင်းသောမနက်ခင်းလေးဖြစ်ပါစေညာကနေစုမောင်းကောင်းတောင်းပြလိုက်ပါတယ်ခင်ဗျားတို့မသိပြကျွန်တော်ပါဆက်ပါကျွန်တော်တရှင်းတပုတ်ဆွဲနေတောက်ပြဒနာပဲပေါ့နော်ကျွန်တော်တို့ United ဒါအပြောင်းရွှေ့ကြောင်းဒါကျွန်တော်တိုက်စစ်မှုပြောင်းရွှေ့ကြောင်းနေမပြောခဲ့ခင်ဗျားအဲ့အကြောင်းနေပြောပြခြင်း တကယ်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 ပစားထမအဲ့တဲ့ချက်ဘာဟိုနေတော့ကအိမ်ဟိုဘာလဲနိုင်လုံးကအိမ်ကိုရောက်လာနိုင်လက်တဘာတာကြီးကိုဘာလို့ရမှာဟာစားတယ်ကွာပစားကအဲ့တဲ့ချက်ရှယ်ဆွဲနေတာဗောနော်ဒါပါလက်ရှိမှာဒါ Manchester United အသင်းနေအခုလက်ရှိမှာဒါကျွန်တော်တို့တိုက်စစ်နေရာတွေအတွက်တောက်လျှောက်ဒါကျွန်တော်တို့စကားတရားဝင်ပြောနေတဲ့လူတွေလည်းရှိတယ်ဒါကျွန်တော်တရားဝင်ဒါကျွန်တော်ခေါ်ယူဖို့လည်းစူးစမ်းနေတယ်ရှိတယ်ဆိုတော့ကျွန်တော်ဟိုနေ့ကပြောထားခဲ့တယ်ဖြစ်တယ်ဟိုနေ့ကဒါကျွန်တော် Rice Moon White လည်းနဲ့ Ozerman တို့ရဲ့အပြောင်းအရွှေ့အတွက်ကျွန်တော်ဒါဗီဒီယိုတစ်ခုတင်ခဲ့တယ်ဒီနေ့မှာဒါကျွန်တော်တို့လက်ရှိ Manchester Manchester United scout တွေအနေနဲ့ဒါကျွန်တော်ကစားသမားနှစ်ယောက်ကိုသွားကြည့်ခိုင်းတာပြီးတော့အဆင်ပြေတယ်ဆိုရင်တော့ဒီရပိုင်းတွေမှာသူတို့ရဲ့ camp နဲ့လည်းစကားပြောဖို့အစီအစဉ်ရှိတယ်ဆိုတဲ့သတင်းတွေထွက်ပေါ်လာခဲ့တယ်။ဒါပေမဲ့ Manchester United တိုက်စစ်မှုနေရာတွေမဟုတ်ဘဲဒီနေရာမှာဒါကျွန်တော်တို့တောင်ပန်ကစားသမားတစ်ယောက်ကိုလည်းလက်ရှိမှာတရားဝင်ချိတ်ဆက်ဖို့အတွက်ကြိုးစားနေတယ်ဆိုတဲ့သတင်းတွေကိုဒါကျွန်တော်ဒီနေ့မနက်မှာတင်ဆက်ပေးမှဖြစ်တယ်ပေါ့နော်။အဲ့တော့ထိုးရနေတာကျွန်တော်10မိနစ်ပြည့်အောင်တင်ဆက်အောင်ဖြစ်တဲ့ကြောင့်တချို့စကားတွေနည်းနည်းလေးဖောင်းပွားသွားရင်ခွက်လော်ပါပါကြောင့်10မိနစ်ပြည့်မှာဒါကျွန်တော်တို့ Ads လေးကနေပေါ့ညာလေးကလည်းပတ်စံများများရတာဖြစ်ပါတယ်ပေါ့နော်။အဲ့တော့လက်ရှိမှာဒါကျွန်တော်တို့ Manchester United အသင်းနေနဲ့ ခုလက်ရှိမှာဒါကစားသမား2ယောက်ကိုဒါကျွန်တော်တို့ လုံခဲ့တဲ့ရက်ပိုင်းတွေကသူတို့ရဲ့ဒါကျွန်တော်တို့အသေးတွေနဲ့ပြိုင်ပွဲတွေမှာဒါကျွန်တော်စကောက်တွေလှစ်ခဲ့ပြီးတော့ဒါကျွန်တော်ဒီကစားသမားတွေကိုစောင့်ကြည့်ခိုင်းခဲ့လို့ကြားသိရတယ်မှာပါတယ်။ပထမတစ်ယောက်ကတော့ United ပြည်သက်တွေနဲ့ယင်းဒီပြည်သက်ကစားသမားဖြစ်လိမ့်မယ်။အဲဒီကစားသမားကတော့ RB Leipzig ရဲ့ဒါကျွန်တော် Benjamin Sesko ပေါ့နော်။ Sesko ကတော့သိကြတယ်မဲ့လက်ရှိမှာဒါကျွန်တော်တို့ Premier League ကကလပ်အသင်းကြီးတော်တော်များများကတိုက်စစ်မှုနေရတဲ့စောင့်ကြည့်နေတဲ့ကစားသမားလို့ပြောလို့ရတယ်။လက်ရှိမှာဒါကျွန်တော်တို့သူ့ကိုမကြိုက်သူ့ကိုလက်ရှိမှာမဝယ်မှာဆိုလို့ Manchester City လောက်ပဲရှိမယ်လို့တော့ပြောလို့ရတယ်။လက်ရှိမှာကျ Chelsea ဒါကျွန်တော် Spa ဒါကျွန်တော် United Arsenal င်လစ်ဗာပူးကအစလက်ရှိမှာဘန်ဂျမင်ဆက်စကိုကိုစောင့်ကြည့်နေတဲ့ဆွေးသတင်းတွေကတော်တော်လေးကိုအုံတန်တောင်တက်လာခဲ့တယ်။လက်ရှိမှာဒီကစားသမားကတော့ကျွန်တော်ဘွန်ဒက်စီကာမှာ25ပွဲကစားထားပြီးတော့ကျွန်တော်တို့ဒါ10ခုတွင်းထားတဲ့9ခုဖာ ပါဝင်ဖန်တီးထားတယ်ပေါ့နော်လက်ရှိမှာဒါကျွန်တော်တို့ချန်ပီယံလိမှာ၈ဂိုးကစား၈ပွဲကစားထားပြီး၄ဂိုးသွင်းထားတယ်ပိုကယ်ဖလားမှာဒါကျွန်တော်၃ပွဲကစားပြီးတော့၃ဂိုးသွင်းထားတယ်၄ဂိုးဖန်တီးထားပြောချင်တာဒါကျွန်တော်ပြန်မြသွင်းကိုဒါကျွန်တော်တို့တပွဲမှာဒါတဂိုးလောက်နီးနီးဖန်တီးပေးမှုတော့ဆိုတဂိုးလောက်နီးနီးပါဝင်ပသက်မှုရှိနေတဲ့ဘန်ဂျမင်ဆက်စကိုကိုအသင်းအနေနဲ့ဒါကျွန်တော်စိတ်ဝင်စားရဲဆိုတာသိတော့မထူးဆန်းဘူးဒါပေမဲ့ RB Leipzig အနေနဲ့ဒါပပူလွေလောကမှာစာချုပ်ချုပ်ထားတဲ့အတွက်ကြောင့်မို့ကစားသမားကိုဒါကျွန်တော်တို့အသင်းကထွက်စီခြင်းပဲဆိုရင်တော့ဈေးကြီးမယ်ဆိုတဲ့ပုံစံမျိုးပြိတ္တတွေကထင်ကြတယ်မဟုတ်ဘူးဗျလက်ရှိမှာဘန်ဂျမင်ဆက်စကိုအနေနဲ့သူ့ နေနဲ့ဒါကျွန်တော်တို့ RB Live ဆက်ကိုတစ်နှစ်သူ့အနေနဲ့ဆက်နေပါမယ်ဆိုတဲ့ဂတိကိုပေးခဲ့တဲ့ကြောင့်စာချုပ်သစ်ချုပ်ဆိုခဲ့တယ်။ဒါပေမဲ့ဒီစာချုပ်သစ်မှာတော့စာစာချုပ်အဟောင်းလိုမျိုးစာချုပ်ဖြတ်သိမ်းခြင်းပုံစံမျိုးမပါပေမဲ့အကယ်၍ကစားက sorry အကယ်၍ကစားသမားကသာအသင်းကနေထွက်ချင်ခဲ့တယ်ဆိုရင်တော့ဒါအသင်းဘက်က RB Live ဆက်ဘက်ကနေအသင်းကနေပေးထွက်ဖို့အတွက်100%ကျွန်တော်လက်ခံပါမယ်ပြောချင်တာဒါစာချုပ်သစ်ချုပ်ခရဲကဒါကျွန်တော်တို့ဘန်ဂျမင်းဆက်စကူနဲ့ဒါကျွန်တော်တို့အာဘီလိုက်ဆက်နဲ့ဂျာမာတာဂျန်နမန်အဂရီမန့်ပေါ့နော်ကျွန်တော်တို့သဘောတူညီမှုရခဲ့တယ်သူအနေနဲ့အကယ်၍ RB Leipzig ကသူလိုချင်တဲ့ standard တစ်ခုမှရှိမနေဘူးဆိုသူထွက်မယ်။အဲကြရင် RB Leipzig အနေနဲ့လက်ခံပေးဆိုတဲ့ပုံစံမျိုးပေါ့နော်။လက်ရှိမှာ RB Leipzig ကလည်းကျွန်တော်ဒီအပြောင်းရွှေ့အတွက်ဘယ်လောက်ထိတောင်းပါမယ်ဆိုတဲ့သတင်းတွေတော့မထွက်သေးခဲ့ပေမဲ့လက်ရှိကြားရတဲ့သတင်းတွေက Euro တန်း80လောက်ထိကျောင်းသွားနိုင်တယ်ဆိုတဲ့သတင်းတွေထွက်လာခဲ့တယ်။အဲလက်ရှိ transfer market ရဲ့ Zimar Euro တန်း90ပေါင်နေတယ်။ United အသင်းနဲ့ဒီ ဘန်ဂျမင်ဆက်စကူကဒါယူရိုတန်း80ပေးပြီးဝယ်ယူကြတယ်ဆိုတော့သူ့ရဲ့လက်ရှိတိုက်စစ်မှုတွေနှစ်ယောက်တည်းကတစ်ယောက်ကိုရောင်းချရမယ်ဒီဒါတကူရှိတယ်ပြောချင်တာက Rice Group White Land ပေါ့နော် White Land ရဲ့လက်ရှိဘူးဘူးလောလောမှာ Go Twin ထားခဲ့ပေမယ့် Kola Hala တရင်နေရဆို United တင်တဲ့ Rice White Land ကိုဒါကြောင့်ရောင်းချပြီးတော့သူ့ရဲ့ရောင်းချလို့ရတဲ့ပတ်စံကနေပြီးတော့ကစားသမားကိုခေါ်ယူဖို့အတွက်ပြင်ဆင်နေတယ်ဒါပြင် Benjamin Sesko ကအခုလက်ရှိတည်ရတဲ့တရင်နေရ FC Barcelona ကလည်းစိတ်ဝင်စားနေတယ်သူတို့အနေနဲ့ Lewandowski ရဲ့ရေရှည် replacement အနေနဲ့ဒါကျွန်တော်တို့ တင်မှတ်ထားနေတယ်လို့ကောလာဟာလာနေတိရတယ်မှာပါတယ်ကွ။အဲ့တော့တရှိမှာဘန်ဂျမင်ဆက်စကူရတဲ့ပြူတန်းချိုက်တဲ့နင်းစီခိုင်တခုနဲ့တတ်မှတ်လို့ရတယ်။နောက်တစ်ယောက်ကတော့ကျွန်တော်ဟျူဂိုအက်ကတိုက်ပေါ့နော်။ဒါကျွန်တော်တို့အိုမားမာမော့ရှ်နဲ့တွဲဆော်ပြီးတော်တော်လေးကိုခြေစွမ်းပြနေတဲ့ဖရန့်ဖက်ရဲ့တိုက်စင်မှုလက်ရှိမှာဒါမန်ချက်စတာယူနိုက်တက်တင်းနေတဲ့ဂျာမနီကိုဒါစကောက်စီလုခဲ့လို့တော့ဆိုလို့ရတယ်မှာပါတယ်။ဒါကခုနကပြောလို့လိုက်ဇာရဲ့ကစားသမားရဲ့အိုက်ထရဖရန့်ဖက်ရဲ့ကစားသမားတွေကို ခေါ်ယူစေဖို့အတွက်ကြည့်ခဲ့တယ်မှာပါလက်ရှိမှာဒါကျွန်တော်တို့အဟူအကတိုက်အနေနဲ့ဒါအိုမမမိုးထရပ်ပြီးနောက်အသင်းမှာအဓိကယုံရတဲ့ကစားသမားတစ်ယောက်ဖြစ်သွားခဲ့တယ်လက်ရှိသိရကျွန်တော်တို့ဒါခြေစွမ်းတွေရဆိုရင်ဒါ25ပွဲပွဲထွက်ခဲ့ပြီးတော့ဒါ73ဂိုးသွင်းခဲ့တယ်၄ဂိုးဖန်တီးခဲ့တယ်လက်ရှိမှာယူရိုပါလိမှာလည်းခြေစွမ်းပြနေကျွန်တော်တို့သိရတယ်မှာပါတယ်10ပွဲမှာဒါ3ဂိုးသွင်းပြီး3ဂိုးဖန်တီးခဲ့တယ်ဒါကျွန်တော်တို့တစ်ဖက်က DFB ပူကယ်ပလာမှာလည်း3ပွဲမှာဒါ3ဂိုးသွင်းပြီး2ဂိုးဖန်တီးခဲ့တယ်ပြောချင်တာဟူဂိုအက်တတိုက်လည်းဒါကျွန်တော်တို့ဘန်ဂျမင်ဆက်စကိုလောက်ဂိုးတွေအများကြီးသွင်းတဲ့အနေထားမှာတော့မရှိပေမဲ့ ဲ့ဘယ်လိုပဲပြောတာသူကသူတော့တော်တော်လေးကိုမစိုးလို့ပြောလို့ရတယ်။ Iron Frankfurt မှာဒီနေ့မှာဒါကျွန်တော်မမေရဦးမမမုစနေဒူဒါကျွန်တော်ခြေစွမ်းပြခဲ့ပြီးတော့ဒါကျွန်တော်သူ့အနေနဲ့ Paris Saint Germain ကနေပြီးသူဒါဒီနေ့ကမှရောက်ခဲ့တဲ့ကစားသမားတယောက်ဖြစ်တယ်ပေါ့နော်အဲ့တော့လက်ရှိမှာဒါကျွန်တော်ဒီကစားသမားကတော့စာချုပ်ဖြတ်သိမ်းကြီးပါညာတော့မရှိဘူးဒါတစ်ချက်တော့စောင့်ကြည့်ရမယ်တဲ့မှာပါတယ်ဒါလက်ရှိမှာ Benjamin Sesko တဲ့တော့ market value ကြီးဈေးနေတယ်ဒါတစ်ဖက်ပြန်ကြည့်မယ်ဆိုတော့ဒါနှစ်ယောက်လို့ရဲ့အသက်တွေကတိတ်တော့မကွာဘူးပြကျွန်တော်အခုမှသိတာ Hugo Ecker တိုက်တော့မှဒါကျွန်တော်တို့ Benjamin Sesko တဲ့ကြီးတယ်ရုပ် ်အသွင်ပြင်ချိန်ရကြည့်မယ်ဆိုတော့ set score ကဒါရုပ်ရည်ကြည့်မယ်ဆိုရင်တော့ archetype တဲ့ပုံပြီးကြီးတဲ့ပုံစံရပေါ်ပေမဲ့တကယ်တမ်း hugo archetype ကဒါကျွန်တော်တို့ um benjamin sesco တဲ့အသက်ပူကြီးတဲ့တရင်တွေထွက်ပေါ်လဲဟုတ်တရင်ပေါ် ဘယ်ဒီမစ္စကူတဲ့အသက်ပူကြီးတယ်ဆိုကျွန်တော်လည်းအခုမှဒါကျွန်တော်ဒိတ်ကြည့်ရတဲ့နေရာမှာတည်တာဘောထရန်စလမတ်ကတ်ကကြီးတာဆိုအဲ့တော့ပြောချင်တာဟူဂိုအကက်တိုက်နေတဲ့ကျွန်တော်ဘန်ဂျမင်ဆက်စကူတဲ့တနှစ်တော့ပူကြီးရတယ်။ဒါပေမဲ့နှစ်ယောက်လုံးအခုမှလက်ရှိမှာဒါန17နှစ်နဲ့22နှစ်ရတဲ့ကြောင့်မို့ဒါနောက်ထပ်ကစားသမားကိုသုံးမယ်ဆိုရင်တော့10နှစ်9နှစ်လောက်သုံးလို့ရတယ်။လက်ရှိမှာဒီနှစ်ယောက်လုံးကလက်ရှိဒါကျွန်တော်သူ့ရဲ့ lead team မှာဒါကျွန်တော် go twin ပြီးတော့ proven ဒါကျွန်တော်ပြသထားတဲ့ကစားသမားတွေဖြစ်တဲ့ကြောင့်မို့ဒါကဟို တနစ်မှာဗျ၁၉သွင်းလို့ရမယ်ဆိုတဲ့ပုံစံမျိုးဒါတေချာတဲ့ကစားသမားဖြစ်ဒါပေမဲ့ Hugo Agüero ကိုလည်းရှိမှာကျွန်တော်တို့ Manchester United အသင်းကဒါကျွန်တော်တခြားသောအသင်းတွေနဲ့ခေါ်ယူဖို့တော့ရှင်ပြိုင်သွားမယ်ဆိုတဲ့သတင်းထွက်လာကလေး Hugo Agüero ကိုအဓိကလိုချင်တဲ့အသင်းကတခြားသောအသင်းမဟုတ်ကျွန်တော်ရဲ့အသင်းဖြစ်တဲ့ Tottenham Hotspur အသင်းဖြစ်တယ်ကစားသမားနဲ့ကျွန်တော်အမြင်ကပြောမှဆိုသူ့အနေနဲ့ဒီ Europa League ရဲ့ခြေပေါ်မူတည်တာလက်ရှိကျွန်တော်တို့ဒါ standing မပေါ်မူပြီးတော့အသင်းဘူးလည်းယူချသွားမယ်လို့မြင်တယ်ဒါပေမဲ့အဓိကဒီညမှာ Eintracht Frankfurt ဘုံကလည်းအများကြီးမူကြီးတယ် Eintracht Frankfurt ကဒါကျွန်တော်ကစားသမားတယောက်ကိုရောင်းပြီဆိုတော့ကျွန်တော်မှတ်မှတ်ရ Brighton လိုပဲဈေးကြီးကြီးရမှရောင်းတဲ့ င်းတသင်းဖြစ်တယ်အဲ့တော့လက်ရှိ market value ရာ Hugo Architect ကကျွန်တော် Euro တန်း40ပေါက်တယ်တေချာတကွာတို့ Euro တန်း65.80 80လောက်ခေါ်ဘူးနီးနီးရှိတယ်အဲ့တော့ Hugo Architect ကိုဒါကျွန်တော် Item 5နဲ့ဘယ်ဈေးပုံစံမျိုးရောင်းမလဲမရောင်းမလဲမသိကြပြီမဲ့သူ့အနေနဲ့စာရုပ်သက်တမ်းရ2029ဒီရှိတယ်ဒါကျွန်တော်စာရုပ်သက်တမ်းရနောက်ထပ်6နှစ်လောက်ထိကျန်နေသေးတဲ့အတွက်ကြောင့်မလို့ကစားသမားကိုခေါ်ယူခြင်းမယ်ဆိုတော့ဈေးတော်တော်လေးကိုမြောက်မလို့ပြောလိုက်ရဒါပေမဲ့ Hugo Architect နဲ့ဒါ Sasco နဲ့နှစ်ယောက်တစ်ယောက်ကြားရတဲ့ဒါ United ခေါ်မယ်ဆိုတော့ Sasco ကပို့ပြီးတော့လွယ်မဲ့အနေထားမှာရှိတယ်ဒါပေမဲ့ Sasco ကိုတော့ဒါကျွန်တော်တို့ပြိုင်ဘက်တွေအသင်းတွေနဲ့တော်တော်လေးကိုလိုချင်တဲ့ဥမာလက်ရှိ ီမှာလစ်ဗာပူးလည်းလိုချင်တယ်အာစနယ်လည်းလိုချင်တယ် FC ဘာစီလိုနာကလည်းလိုချင်တဲ့အကြောင်းမူတာယူနိုက်တက်တင်းတဲ့ဒီကစားသမားနှစ်ယောက်ကဒါစကောက်ချပြီးတော့ကျွန်တော်လက်ရှိမှာစောင့်ကြည့်ခိုင်းတာတယ်မကြခင်မှာတရားဝင်စကားပြောမယ်ဆိုတဲ့တတင်းတွေတော့ထွက်ပေါ်နေတွေ့ရမယ်ဒါပေမဲ့ယူနိုက်တက်တင်းတဲ့ခုလက်ရှိမှာလာမယ့်နေရာဒီမှာတော့တိုက်စစ်မှုနေရာအတွက်ဒါကျွန်တော်တို့တေချာပြင်ဆင်နေပြီလို့ပြောလို့ရတယ်မှာပါတယ်နောက်ထပ်သတင်းတစ်ခုတက်လာခဲ့တာလက်ရှိမှာဒါကျွန်တော် Transfer News Live ကနေရေးသားထားခဲ့တာ Manchester United အသင်းအနေနဲ့ကျွန်တော်တို့ Nico Williams ကိုပါစိတ်ဝင်စားနေတယ်ဆိုတဲ့သတင်းထွက်လာခဲ့တယ်ယူနိုက်တက်တင်းတဲ့ခုလက်ရှိမှာသူတို့ဒါ Nico Williams အဓိကစိတ်ဝ ဝင်စားတဲ့အကြောင်းအရာကလာမယ့်နွေရာသီမှာဒါ Atletico Madrid အနေနဲ့ Alejandro Garnacho ကိုစိတ်ဝင်စားမှုပေါ်မြင့်တက်တဲ့အတွက်ကြောင့်မို့ဒီနေရာမှာဆက်ဆက်ပြီးတော့ Nico Willian ကိုစိတ်ဝင်စားတယ်လို့ပြောလို့ရမယ့်အခြေအနေမှာရှိရတယ်။ဒါပေမဲ့ Nico Willian ကို United အသင်းခေါ်မယ်ဆိုရင်တော့တကယ်တမ်းပြန်စဉ်းစားကြည့်မယ်တော်တော်လေးကိုခက်ခဲမနေတာရှိတယ်။အပြောင်းရွှေ့စာချုပ်ကြောင့်တော့မဟုတ်ဘူး။အပြောင်းရွှေ့စာချုပ်ကတည်ရတယ်မယ့် Nico Willian မှာဒါကျွန်တော်မနေ့က Arsenal နဲ့တိဆက်ပြီးခဲ့သူပဲ Euro 55သန်းနဲ့စာချုပ်ဖြတ်သိမ်းခြင်းရှိတယ်။အဲ့တော့ Euro 55သန်းဆို United အသင်းအနေနဲ့တကယ်တမ်းပြန်စဉ်းစားကြည့်မယ်ဆိုရင်တော့ပေးလို့ရတဲ့ amount တစ်ခုဖြစ်တဲ့ကြောင့်ဒါ Nico Willian ခေါ်တယ်။ဒါပေမဲ့ Nico ဝင်ရဲ့အခုလက်ရှိမှာခေါ်မယ်ဆိုတော့သူ့ရဲ့အဓိကပြဿနာကဘာလဲဆိုတော့သူ့ရဲ့ဒါကျွန်တော်တို့အာလောက်ခလာစားပဲတပတ်လောက်ခလာစားတာကျွန်တော်တို့3သိန်းခွဲလောက်ယူရို3သိန်းခွဲပေါင်3သိန်းလောက်ထိတောင်းနေတဲ့ကစားသမားကို United ကခေါ်ပါမလားလို့ကျွန်တော်စောင့်ကြည့်ရမှာတော့ပါတယ်အဓိကကတော့ခုနပြောလို့နီကိုဝင်ရဲ့နေနဲ့မနစ်ကလည်းဒီကိစ္စကြောင့်မဘာဆူနာအသင်းနဲ့ခေါ်ယူမှုပြက်ပြဲသွားခဲ့တာဖြစ်ပြီးသူနဲ့ဘီဘောင်မှာပဲဆက်ပြီးနေခဲ့ရတယ်အော်စမဲအဖြစ်ပြက်နဲ့ခက်ဆစ်စင်ပဲပေါ့နော်အဲ့တော့ United အသင်းနဲ့နီကိုဝီလီယံကိုတရားဝင်စိတ်ဝင်စားနေတဲ့တစ်ဖက်က Arsenal ကတရားဝင်နီကိုဝီလီယံနဲ့တရားဝင်ဆွေးနွေးနေတာကိုတွေ့ရမယ် United အသင်းနေနဲ့အခုလက် ချိန်မှာနီကိုဝီလီယံကိုစိတ်ဝင်စားတယ်အလာဟန်ဒိုဂါနာချိုသာသူတို့အသင်းကနေပြီးတော့လာမယ့်နူရာဒီမှာထွက်ခွာသွားခဲ့မယ်ဆိုတော့နီကိုဝီလီယံကသူတို့အသင်းအတွက် replacement တစ်ခုလို့မြင်နေတယ်မှာပါတယ်အနီကိုဝီလီယံတော့ United အသင်းနဲ့ Euro 45သန်းဆိုတော့ဆက်ရုပ်ဖြတ်သိမ်းကြရမမြင်မှပဲသူ့ရဲ့တောင်းဆိုတဲ့လာဇာလာဇာကအယမ်းမြင့်မှလို့တော့ကြောင့် United အသင်းအတွက်ကအဆင်ပြေပါမလားဆိုတဲ့ဥစ္စာကိုတစ်ချက်တော့စောင့်ကြည့်ရမယ်ဒီနေ့မနက်ခင်းသေးကိုတော့ဒါနေ့တကျတော့ရက်ချင်ပါတယ်လောက်ပါပဲဘောလုံးပွဲတွေကိုကြည့်ရှုခြင်းနဲ့ဆိုရင်တော့ Youth Sport Media 3 Point ဆိုတော့ TV4U တို့မှာကျင်းလို့ဆိုတော့ပေါအောင်ကူညီလို့ရပါတယ်။မြန်မာလေးလည်းကလစ်ဖို့မမေ့ကြပါနဲ့ဗျာ။ ောက်က comment တွေမှာလည်း youth sport media 30 point ဆိုတော့ ਨੇ tv for you ရဲ့ link လေးတွေကိုထည့်ပေးထားခြင်းကျွန်တော်များစွာကူညီပေးလို့ရပါတယ်ကျွန်တော် youtube channel လေးကိုလည်း like and subscribe လုပ်ပြီးကျွန်တော်အားပေးလို့ရပါရများများလေးလည်း click ဖို့မမေ့ကြပါနဲ့ဟုတ်များများ click မှမြန်မြန်နာဖြစ်ပါတယ်အားလုံးမကြိုးတူပါနဲ့ကောင်းမွန်သောဒီလေးဒီနေ့ဖြစ်ပါစို့ဆုမွန်ကောင်းတောင်းပြီးနေပဲကျွန်တော်တို့နောက်မှ AACC တွေ့ကြရပါဘို့ကျွန်တော်နောက်မှတွေ့ကြရ day 4ပါဗျာ